ါပါရှင်။ဒီဆောင်မြတ်နာမိနေလေးကိုတမညာဖလခါတော့နေလို့တတ်မှတ်ခဲ့ပါရဲ့ရှင်။တမညာဖလဆိုတာရဟန်းကျူခြင်းအကျိုးကိုအသေးပဲရပါတယ်ရှင်။အဲဒါကြောင့်တမညာဖလဆိုတဲ့အခါတော့နေလေးဟာလေဘုရားရှင်ရဟန်းကျူခြင်းဆိုတဲ့အကျိုးကိုခေါ်ကြခဲ့တဲ့နေလေးပါပဲရှင်။အဲဒီတမညာဖလဒီအခါတော့နေလေးဟာဘုရားရှင်လက်ထက်တော်အခါကတခုကြီးတော့ဒီဆောင်မွန်းနာပြီးနေလို့ဖြစ်ပါရဲ့ရှင်။ တမညာဖလာခါတော့နီလေးဖြစ်လာကုန်တာကြိုးပါရှင်အစားတသက်မင်းသားဟာခမီးတော်ဗိမိတာရာမင်းကြီးကိုတတ်ခဲ့တဲ့အချိန်ကစလို့ဒီကညစဉ်အိတ်ဆက်လို့ဒီကမရခဲ့ပါဘူးရှင်သူကယောဂဝိရဏကိုခံစားနေရပါတယ်ရတတမင်းသားဟာသူဟာအိတ်ဆက်တဲ့အချိန်မှာသူ့ရဲ့မျက်လုံးကိုမှိတ်လိုက်တာနဲ့အချိန်မှာသူ့ရဲ့ဖခင်မီးတို့ဝယ်သူကမျက်စိထဲမှာသူကမြင်ရောင်နေတဲ့အတွက်သူ့ရဲ့မျက်လုံးထဲမှာသူ့ရဲ့လှန်နေတဲ့သူဟာလှန်နေဓာတ်တွေနဲ့သူကထိုးဆိုင်ထားတယ်လို့သူကခံစားနေရပါတယ်။ ဇာတတမင်းသားဟာသူအိတ်မပြောခြင်းဝေဒနာကိုသူဟာခံစားနေရတဲ့ဒိဋ္ဌိတုကဒိဋ္ဌိဆရာကြီး6ဦးထက်မှာသူဟာမင်းမြတ်စီခဲ့ပါတယ်အဲ့ဒီလိုမင်းမတ်တို့ရဲ့သူ6တင်တဲ့အကြောင်းပေါ့နော်အဲ့ဒီဒိဋ္ဌိဆရာကြီးတန်းမှာမင်းမြတ်ခီခဲ့မင်းမြတ်စီခဲ့ပါတယ်အရှင်ကြီးတို့အကျွန်ုပ်ခံစားနေရတာကိုကျွန်ုပ်ပြုခဲ့တဲ့အကံကြောင့်လားလို့မိလိုက်တဲ့အခါမှာအရှင်ကြီးများက ဘာကံလဲကျွန်ုပ်တို့ဘာကံမှကျွန်ုပ်တို့မသိဘူးအဲ့ဒီလိုပြောလိုက်တဲ့အခါမှာဩအရှင်တို့ကကံဆိုတဲ့အကြောင်းကိုမသိတာဆိုတော့မသိတာဆိုတော့ဒါဆိုဒါဆိုဘလို့ကံကိုညှော့ခိုးပြီးတော့ယဟန်ပြုတ်နေရတာလဲလို့မေးလိုက်ခဲ့ပါတယ်အရှင်မြတ်ကအရှင်မင်းကြီးတိလို့ထားကိုမြတ်စွာဘုရားရှင်ကဖြေနိုင်ပါလိမ့်မယ်လို့တမတော်ကြီးဇာဝစီကနေပြော ပြောလိုက်တဲ့အခါမှာ အရှင်မင်းကြီးဟာတမန်တော်ဤဇီဝတဇီဝကအကြံပြုလိုက်တဲ့အခါမှာမြတ်စွာဘုရားရှင်သတင်းသုံးတဲ့ရာသီမျိုးအနီးကနေရောတရက်ပင်ဥယျင်တော်စီကိုတစားမုံလှပြီးညမှာအပူဇော်ခံတွားရောက်ပြီးတော့တွားရောက်တဲ့အခါမှာမိရှုမိတိုင်းနေထူးညိပ်ပြီးတော့တွားကြတဲ့အတွက်အဲ့ဒါကိုမိရှုမိအောင်လို့တစောင်းလို့ခေါ်တဲ့အတွက်မိရှုမိတိုင်းနေကိုသူဟာတစောင်းနိုင်ပွဲတော်ရဲ့လို့သတ်မှတ်ခဲ့ပါရဲ့ရှင်။ ဖះဆင်ကြီးရောက်တဲ့အခါမှာဇာတတမင်းသားဟာသူပြုတ်ခဲ့ပြီးရဲ့အပြစ်တွေကိုသူဟာတမညာဖလားအကြောင်းကိုဟောကြားတော်မူပါဖះလို့သူကရှောက်တင်လိုက်တဲ့အခါမှာဒကာတော်မင်းကြီးယဟန်ပြုတ်ကြီးရဲ့အကျိုးတမညာဖလားအကျိုးအကျိုးတရားဟာ73မှာရှိလေ၏အေဝံမေတုတံဧကံတမယံဘဂဝါရာဇကဟေဝိဟနတိတမညာတမညာတမညာဖလား တရားတော်ကိုဟောကြားပြီးတော့နောက်မှာသာသတမင်းကြီးဟာသူ့ရဲ့အမားကို နောင်နှကြီးစွာရခဲ့ပြီးတော့သာသတမင်းကြီးဟာဗုဒ္ဓသာသနာတော်သူတက်ဝင်ထောက်ရှားသူတယောက်ဖြစ်ခဲ့ပြီးတော့နောက်ခါမှာပထမတန်ခါယနာတင်သူသူကတခါတယောက်ဖြစ်လာခဲ့ပြီးတော့ဖျားရှင်ဤသူကဓာတ်တော်မူတော်သူကိုသိသိထားနိုင်ခဲ့ပြီးတော့သာသနာနှစ်ကိုလည်းအတိအကျသူကတတ်မှတ်ပြီးခဲ့နိုင်ခဲ့ပါတယ်ရှင် ဒီလိုနဲ့တမညာတမညာဖလာတရားတော်ကိုနာကြားပြီးရဲ့နောက်မှာစီနင်းမြူနှင်းစီနင်းမြူမြူတိန်စူနင်းမြူတိန်သူရိမီကိုမြေမျိုးငါဝကင်းစင်ပလျာတာယာလှပဒဆောင်မုံလှပြီးညကိုဒဆောင်နိုင်ဗုဒ္ဓဘာသာဝင်တို့ဟာတမညာဖလာအခါတော်နေဒူးနေမြတ်ရဲ့လို့တတ်မှတ်ခဲ့ပါတယ်ရှင်ရှိခင်စွာဖြင့်မျှဝေပေးလိုက်ပါရစေကျေးဇူးတင်ပါတယ်ရှင်